မင်္ဂလာပါဗျာဒီနေ့မှာတော့ YouTube ပေါ်ဗီဒီယိုစနစ်တကျတင်နေမြောက်ပေးမှာဖြစ်ပါတယ်အရင်ဗီဒီယိုမှာလည်းတစ်ခေါက်မြောက်ပေးခဲ့ပါတယ်ဒီဒီနေ့လေးကတော့ပြည့်ပြည့်စုံစုံနဲ့အကုန်လုံးစုံစုံစည်စည်လေးပေးမှာဖြစ်ပါတယ်ဗျာ Okay အားဆိုကျွန်တော်တို့ YouTube ပေါ်ဗီဒီယိုတင်ဖို့အတွက်ခါတိုင်းထုံးစံတိုင်းပဲ YT Studio သွားပဲเนาะ Chrome browser လေးဝင်လိုက်မယ် Chrome browser နဲ့ဝင်လိုက်ပြီးတော့ YT Studio ရိုက်ရှာပေးမှာဖြစ်ပါတယ်ဗျာ YT Studio Okay YT Studio ရိုက်ရှာပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာအခုလို့ data site လေးဖြစ်နေဖို့အတွက်ဒီမှာရှိတဲ့ အပြောက်လေးသုံးပြောင်းရှိတယ်အိုက်ကောင်လေးကိုနှိပ်ပေးလိုက်ပါ Okay ဒီမှာလုံးနှိပ်ပေးပြီးတော့ data site လေးကိုအမှန်ချစ်ပေးထားမှာဖြစ်ပါတယ်ဗျဒီမှာเนาะဒါ data site လေးကိုကျွန်တော်အမှန်ချစ်ပေးထားတယ်အဲ့ဒါမိတ်ဆွေများလည်းအမှန်ချစ်မပြရသေးအမှန်ချစ်ပေးရမှာဖြစ်ပါတယ်ဗျ Okay ဒါဆိုရင်အမှန်ချစ်ပေးပြီဆိုရင်အခုလိုပုံမျိုးမျိုးလေးဖြစ်လာမှာပါဒါဆိုရင်ရပါပြီရပြီဆိုရင်တေးနေနည်းနည်းလေးလက်လေးနှစ်ချောင်းနဲ့အသာလေးချက်ကြည့်လို့ရပါတယ် Okay ကျွန်တော်ကျွန်တော်လည်းချဲကြည့်မယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့က login ဆိုတာဒီနေရာလေးကိုနှိပ်ပြမှာဖြစ်ပါတယ် login login ဆိုတာလေးကိုနှိပ်ပြလိုက်ပါဗျာโอเคကျွန်တော်တို့ကဒါဆို wind studio ကိုဝင်သွားမှာဖြစ်ပါတယ်โอเค wind studio ဝင်လာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ channel channel main wind studio ရောက်လာပါပြီတကယ်လို့ဒီကိုကိုရဲ့ ကိုမေကဒီမေမဟုတ်ဒီ channel မဟုတ်ဆိုလို့ရှိရင်ဒီ profile နဲ့တွားပြီးတော့ဆွဲကောက်နဲ့တွားရောက်ချိန်လို့ရတယ်เนาะโอเคဒီဟုတ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ထုံးစံတိုင်းပဲ create ဆိုတာလေးရှိပါတယ်ဗျအဲ့တော့ကျွန်တော်တို့က create ဆိုတာလေးကိုနှိပ်လိုက်မယ်เนาะโอเค create နှိပ်လိုက်မယ်ပြီးတော့ upload video ရှိပါတယ်ဗျအပေါ်ဆုံးမှာ upload video ရှိပါတယ်အဲ့လို့ဗီဒီယိုလေးကိုနှိပ်လိုက်ပါဗျအပေါ်ဆုံးမှာเนาะโอเคဒါဆိုရင်ကျွန်တော်တို့က ဒီလိုဆလော့ဖိုင်လေးပြဖို့အတွက်မြားလေးနဲ့ဒီလိုလေးပြလိုက်နေမယ်အဲ့တော့ကြီးနေနေနဲ့ပြန်သေးလို့ရတယ်သေးနေနေနဲ့ချက်ကြည့်လို့ရတယ်နော်ဖုန်းနဲ့ဆိုတော့နေငယ်တော့သေးနိုင်တယ်အဲ့တော့ဆလော့ဖိုင်လေးကိုနှိပ်ပေးလိုက်ပါဗျာဆလော့ဖိုင်လေးကိုကျွန်တော်နှိပ်ပေးလိုက်မယ် Okay ဆလော့ဖိုင်နှိပ်ပြီးဒီလိုမျိုးပဲသူကဒီဘောက်လေးဒီညာတန်းလေးကြလာမယ်ဒါလေးကိုမီဒီယာလေးယူပေးလိုက်ပါဗျာ Okay ကျွန်တော်မီဒီယာလေးယူပေးလိုက်တယ်ကျွန်တော်ဖုန်းနံပါတ်ရှိတဲ့ဗီဒီယိုလေးကိုတင်ပြမှာဖြစ်ပါတယ်အဲ့ကျွန်တော်ဒီကတင်မှာဆိုတော့အပေါ်ဆုံးဟာလေးကိုပဲကျွန်တော် နေလေပါတယ်โอเคဒါဆိုရင်ကျွန်တော်ဗီဒီယိုသူ upload တင်ပေးနေပြီတင်ပေးနေဆိုတော့ကျွန်တော်တို့ပထမဆုံးကိုယ့်ရဲ့ဗီဒီယိုခေါင်းစဉ်လေးဒီမှာရေးမယ်ကိုကိုဗီဒီယိုနဲ့တက်ဆိုင်တဲ့ခေါင်းစဉ်လေးပေါ့เนาะအဲ့တော့ကျွန်တော်ကလောလောဆယ်ဒီဗီဒီယိုကဘာဗီဒီယိုလဲဆိုတော့ Samsung phone များ session นี้တို့ကျွန်တော်ရေးလိုက်မယ် S A N L U N G Samsung phone များ session นี้ session นี้ไปยีไล่มั้ยเนาะ session นี้โอเคအလုပ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီနာလေးမှာ shares တွေခံပြီးတော့ shares တွေခံလိုက်မယ်เนาะ share လေးခံပြီးတော့ကျွန်တော်တို့ဒီလောက်တာပေါ့เนาะဘယ်လိုရေးမလဲဆိုတော့ how to claim how to claim Samsung phone အဲ့လိုရေးလဲရတယ်โอเคဒီနေရာမှာကျွန်တော်တို့ how to claim Samsung phone လို့ရေးလဲရတယ်အဲ့တော့အတူကောင်းနေလဲရေးလဲရတယ်အတူကောင်းနေနဲ့ရေးမယ်ဆိုလို့ရှိရင်ね Samsung ပေါ့เนาะ အဲကျွန်တော်ဒါကျွန်တော်တို့ကောက်ရေးတာမက်ဆေ့မြန်လဲအတို့ကိုဘီဒူနဲ့ဆိုင်တဲ့ဟာလေးတွေအတို့ကောက်ရေးမယ်ပေါ့နော် SAN okay စန်ဆောင်ပြီးတော့ head ပြီးတော့ shell ထက်ကပဲအဲဥမာ session နီးပေါ့နော် session နီး session နီးအဲဒါဒါမှမဟုတ်လဲအဲနောက်တစ်ခုထပ်ခံလို့ရသေးတယ်နောက်တစ်ခုထပ်ခံမယ်ဖုန်းတန့်ရှင်းရေပေါ့အများဆုံးလူတွေဘလို့အကြောင်းရနဲ့ရိုက်ရှာမလဲပေါ့နော်ဒါဆိုရင်ဒီအကြောင်းရနဲ့ရိုက်ရှာလို့ရှိရင်ကျွန်တော်ပြီးတော့တွေ့မှာပါဗျာ โอเคဒါဆိုရင်ကျွန်တော်โอเคကျွန်တော်ဒီနောက်မှာလဲဗီဒီယိုနဲ့သက်ဆိုင်တဲ့ဟာလေး hashtag လေး၃ခုလောက်ရေးလိုက်တယ်အဲ့တော့ message man နဲ့ကိုဗီဒီယိုနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတွေကို hashtag လေးကိုရေးရမှာဖြစ်ပါတယ်ဗျာโอเคပြီးတော့ကျွန်တော်တို့ template ထည့်မယ် template ကကျွန်တော်ဒီဗီဒီယိုမှာလုတ်လုတ်ပြီးသားတင်ခဲ့ပြီဆိုအလုံးလုတ်တက်ပြီလို့ထင်ပါနော်အရင်လွယ်ပါတယ်အဲ့တော့ဒီနေ့မှာ upload template ရှိတယ်ဒီဟာလေးကိုတစ်ချက်လောက်ကျွန်တော်တို့နှိပ်လိုက်မယ် okay နှိပ်လိုက်မယ်ဆိုလို့ရှိရင် okay ဒါဆိုကျွန်တော်ကျွလို့ပြီးသား template လေးဒီမှာရှိပါတယ် okay အိုင်ကောင်လေးကိုကျွန်တော်ဒီမှာနော် အဲဒီမှာကျွန်တော်တမ်ပလေးတစ်ခုကိုကျွန်တော်ထည့်လိုက်မယ်။ခါကြောက်လို့ရှိရင်တမ်ပလေးဒီတမ်ပလေးလေးတို့နှိမ့်လိုက်လို့ပေါ်မလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘာလေးနှိမ့်ပြရမလဲဆိုတော့ကျွန်တော်ဒီနံပါတ်ရှိတဲ့အဲဒီနံပါတ်ရှိတဲ့နံမိုးလေးကိုတစ်ချက်လောက်နှိမ့်ပြရမှာဖြစ်ပါလေ။ဒါလေးကိုတစ်ချက်လောက်နှိမ့်ပြလိုက်မယ်။ Okay နှိမ့်ပြပြီးအဆုံးတစ်ရောက်သွားပြီဆိုလို့ရှိရင်တော့ဒါလေးကိုပြန်ထွက်လိုက်မယ်။ပြန်ထွက်လိုက်ပြီးဒီနေရာပြန်လို့ရှိရင်အဲဒီတမ်ပလေးလေးကိုနှိမ့်လိုက်တာနဲ့ကျွန်တော်တို့ဒီတမ်ပလေးရွေးဖို့ရပေါ်လာမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ပလေးလေး ဒီမှာ plate လေးတခါလဲကျွန်တော်ခွေးဌာနီမှာတခါလဲမရအောင်ပြင်မယ်เนาะပြီးကျွန်တော်အောက်မှာအများလေးကိုတစ်ချက်လောက်နေလိုက်မယ်အနည်းမဆိုဒါတော့ကျွန်တော်ကျွန်တော်ထားတဲ့ plate လေးလေးအများကြီးပဲပုံเนาะကျွန်တော် channel နဲ့တက်ဆိုင်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ယူထားတာဖြစ်ပါတယ်အဲ့တော့ message က plate လေးမထားတဲ့သူအစ်စ်ထားခြင်းနဲ့ဆိုလို့ရှိရင်လည်းလွဲပါတယ်ဒီမှာ new plate ဆိုတာရှိပါတယ်ဗျဒီမှာ new plate ဆိုတာရှိပါတယ်အဲ့ဒါလေးကို new plate လေးကိုနှိပ်ပြရမှာဖြစ်ပါတယ်ဗျဒီမှာတော့ new plate လို့နှိပ်မယ်โอเค new ဒီမှာလည်း new plate လေးဆိုပြီးနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာခေါင်းစဉ်ပုံเนาะ ဲခေါင်းစဉ်ကျွန်တော်ခေါင်းစဉ်မိတ်ဆွေများကိုဗီဒီယိုနဲ့ဆိုင်တဲ့အကြောင်းအရာကိုတင်မဲ့အကြောင်းအရာပေါ့နော်အဲ့တော့မိတ်ဆွေများဟာတာပြီဟာတာ movie movie travel travel entertainment entertainment စသဖြင့်ပေါ့နော်ကိုဟိုကိုချင်တဲ့ဆိုင်တဲ့အကြောင်းအရာကိုပဲ play လေးထားမှာဖြစ်ပါတယ် play လေးအများကြီးထားလို့ရရနော် okay ကျွန်တော်တော့လောလောဆယ်ဖုန်းတန့်ရှင်းလို့ပဲထားထားလိုက်မယ်နော်အာဖုန်းတန့်ရှင်းကြီးပေါ့အဲဖုန်းတန့်ရှင်းကြီး okay ကျွန်တော်ဒီမှာလဲဖုန်းတန့်ရှင်းကြီးလို့ပဲရေးလိုက်မယ်နော် ဖုံတန့်ရှင်ရေโอเคဖုံတန့်ရှင်နေထားလိုက်မယ်ထားပြီးတော့ကျွန်တော်တို့ဒီမှာဘီလေးမှာဒန်းစရစ်ပါပါတယ်โอเคခရိတ်ပါပါတယ်ခရိတ်လေးကိုနှိမ့်လိုက်မယ်เนาะ โอเคဒါဆိုဖုန်းတန့်ရှင်ရသွားပြီအဲဒီမှာเนาะအောက်မှာလည်းကျွန်တော်ထားပြီးသားရှိတယ်အဲ့တော့ကျွန်တော်ဖုန်းတန့်ရပဲဖြစ်ဖြစ်ဆက်ရှင်နီးပဲဖြစ်ဖြစ်ပေါ့ဗျာအဲ့လိုမျိုးတွေကျွန်တော်ထားလိုက်မယ်အပ်ပြီးလို့ရှိရင်တော့ဒီဟာလေးတွေယူပြီးတော့ဒီမှာတော့ကျွန်တော်ပပလေးလေးပလေးလေးလေးနှစ်ခုအဲကိုကဒီဗီဒီယိုနဲ့ဆိုင်မဲ့အကြောင်းအရာလေးတွေကိုဒီလိုကျွန်တော်ကဖုန်းကျွန်တော်ဖုန်းပြပြနေတင်မယ်ဆိုလို့ရှိရင်အောက်မှာဖုန်းပြပြနေပါတယ်လော့ရီဘိုင်ဖြတ်နေပါဆိုလို့ရှိရင်အောက်မှာ လော့အဖြစ်ဒီပါတယ် YouTube ငွေချန်နေကြောင်းမျိုးမဆိုရင်မှာ online ငွေချန်နေ YouTube ငွေချန်ဆိုပြီးကျွန်တော်ဆက်လက်ပြီးမြောက်ကျွန်တော်ဆက်ပြီးတော့ပေးထားရပါတော့ Okay ပြီးဆိုတော့ down လေးနေလိုက်မယ် Okay ဒါဆို play လေးလည်းထားပြီးပြီ play လေးလည်းထားပြီးပြီဆိုတော့ကျွန်တော်တို့ကဒီနေရာတော့အမြဲတမ်းဒီနေရာလေးကိုကြည့်ကြည့်လိုက်ပါ Okay ဒီနေရာလေးကတော့ကျွန်တော်အမြဲတမ်းဒါဒီ no ဖြစ်နေမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီပေါ့နော်ဒီခလေးအတွက်လောက်တာမဟုတ်ဘူးပေါ့အဲ့တော့ကျွန်တော် no ပဲနေမယ် no နေပြီးတော့အောက်မှာရှိတဲ့ရှုံမိုးလေးကိုချက်လောက်ဆက်နေမယ်နော်ရှုံမိုးလေးဆက်နေမယ်ဒီကောင်လည်းဘာမှ နေစာမလို့ဒီမှာဒီဒီတက်မျိုးစားတော့ကျွန်တော်ယင်ချန်နယ်ထောင်တော့တော့ကျွန်တော်တခါလေးတက်ထည့်ဖို့ကတခါလေးပြောခဲ့တယ်နော်ဒါဆိုဒီမှာလုံးဝတက်ပြန်ထည့်စာမလို့တော့ဘူးကိုကထပ်ပြီးထည့်ကျင်နေဆိုလို့ရှိရင်ဒီမှာထပ်ထည့်သွားလို့ရတယ်โอเคဒါဆိုလို့ရှိရင်တော့အော်ပြီးပါပြီဗျโอเคပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဆက်လက်ပြီးနေဆက်သွားမယ်နေဆက်သွားမယ်ဆိုတော့ဒီကလောလောဆယ်ဒီ channel ကမွန်ဒိုက်အောင်မီသားပတ်စံရပီသား channel ဆိုတော့ကျွန်တော်တို့ဒေါ်လာလေးဖွင့်လိုက်မယ်နော်မြားလေးနေလိုက်မယ်ပုံပေးလိုက်မယ်ဗျာနော်ပုံပေးလိုက်မယ်โอเคအုံပေးလိုက်မယ်။ तू က တဲ့ဒီညလေးကိုကြည့်လိုက်ပါဒီညလေးမှာကျွန်တော်တို့နိုင်ပုံလေးပြနေတယ်အဲ့ဒါဘာလဲဆိုတော့ဗီဒီယိုက10မိနစ် မကြော်လို့ပုံနဲ့10မိနစ်ကြော်လို့ရှိရင်တော့ဟိုလောင်းစင်းအရှိတဲ့သူစင်းသွင်းပေးတယ်ကြော်ညာတွေနှစ်ခုသုံးခုလောက်ထည့်ပေးမယ်လို့အဲဒါသူပြောချင်တာပုံနော်ဗီဒီယိုတိုလေးဆိုရင်တော့ကြော်ညာတစ်ခုနှစ်ခုပါမယ်အဲဒါသူပြောချင်တာပါโอเคဒါကခေတ်စားမရှိပါဘူးမိတ်ဆွေများကိုဗီဒီယိုဟိုကို3မိနစ်လောက်လောက်5မိနစ်လောက်လောက်10မိနစ်လောက်ကြာလောက်လို့လို့ရပါတယ်ဗျโอเคအာပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်အောက်မှာရှိတဲ့ next ဆက်သွားမယ်ဒီမှာ next ဆက်နေလိုက်မယ်ဒီနေရောက်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ none of ဒီမှာတော့ none of the effort လေးနေမယ်အဲ နေလိုက်တာနဲ့ဒါလေးအကုန်လုံးမိန်ပြီးဒီဘက်မှာ submit rating လေးကအယောင်လေးပေါ်လာမှာဖြစ်ပါတယ်ဒီမှာ submit rating လေးကိုနေပြန်မှာဖြစ်ပါတယ်ဗျ submit rating လေးကိုကျွန်တော်နေလိုက်ပါတယ် okay နေလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒီမှာရှိတဲ့ next လေးကိုဆက်သွားမယ်အဲ okay နေဆက်သွားပြီရှိရင်တော့ဒါဒီဒီမှာတော့ကျွန်တော်ဒီညလေးကတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုတပုတ်ပြီးနောက်ဗီဒီယိုဖဲဗီဒီယိုဆက်ပြခြင်းနဲ့တချို့ဆိုအပိုင်း1 2ရှိနေအပိုင်း1 2နဲ့တင်ကြရနော်ဒါအပိုင်း1တကယ်လို့ကိုကတကယ်လို့အပိုင်း1တင်နေဆိုရင်အပိုင်း1ကိုပြန်ပြလို့ရပါတယ်ဒီ add တွေကို name မယ် အဲ့လေးကိုအဲ့လိုနေပြီးတော့ကျွန်မဗီဒီယိုနေမယ်เนาะကျွန်တော်တို့ဗီဒီယိုပဲပြန်ပြတော့မယ်တကယ်ပလေးလေးပြချင်ပလေးလေးကျွန်တော်တို့ဗီဒီယိုပဲပြရတော့မယ်เนาะဒီဗီဒီယိုပြီးရင်နောက်ဗီဒီယိုဆက်ကြည့်ပေါ့ဗျာเนาะအဲ့တော့ကျွန်တော်ဗီဒီယိုပြတဲ့ချိန်နဲ့ဆိုကျွန်တော်အခုလောဆယ်ဆန်ဆောင်16ရက်နေ့ဆိုတော့ကျွန်တော်အဲသူ16ရက်နေ့ဆိုင်တဲ့အကြောင်းအရာပဲကျွန်တော် ပြန်ပြလိုက်မယ်အဲကျွန်တော်ဒါလော Okay okay ဒါဆိုဖုံးပေါ်ဆုံး session ဒီဒီဟာလေးနဲ့ပြန်ပြန်ပြခိုင်းနဲ့ပြပေးလိုက်မယ်เนาะ okay အဲ့တော့ဘယ်နေမှာပြမလဲဆိုတော့ကိုယ့်ကိုယ်အတားလေးတွေမှာ live ဆွဲလို့ရတယ်မနော် အဲအလေလောက်မှလာပြီးခါနီးမှလာတချို့ဆိုရှိရင်တော့ပြီးခါနီးမှဗီဒီယိုတစ်ပုတ်ပေါ်လာတယ်အဲအဲ့လိုပြတာပါဗျအဲ့တော့ကျွန်တော်လည်းဒီပြီးခါနီးလောက်မှဒါလေးပြပေးလိုက်မယ်ပြီးတော့ save နေလိုက်မယ်ဒီမှာ save လေးရှိနေနော် save နေမှသာလေးအတီးပြုတ်မှဖြစ်ပါတယ်ဗျ save နေလိုက်ပါမယ်ဗျ okay ကျွန်တော်ဆင်းနေလိုက်ပြီအပေါ်ကအပေါ်မှာလည်းအဲ့တိုင်းပဲအပေါ်မှာလည်းကိုပြချင်တာပြလို့ရတယ်ဒီ app လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့ဒီမှာသူဇာတ်ကွက်လေးပေါ်လာမယ်ဒီထက်ကမှ message မှာ check တဲ့ကွက်ကိုတုံးလို့ရပါတယ်အဲကျွန်တော်ကတော့ဒီဟာလေးပဲဒီဒီ ဒီဟာပဲဖြစ်ဖြစ်ဒီဟာဖြစ်ဖြစ်တခုတုံးလိုက်ပေါ့เนาะကျွန်တော်ဒါပဲတုံးလိုက်တော့မယ်เนาะဒါလေးတုံးမယ်အဲ့တော့အခုလို့ဒါတို့ဒါဆိုရင်တော့ playlist ဆိုပြီးသူပြเนาะကျွန်တော်တို့ playlist ကိုအဲ playlist လေးကိုကျွန်တော်တို့တစ်ချက်လောက်ဒီမှာရှိတဲ့ခဲတဲ့ပုံလေး playlist လေးကိုချက်လောက်နှိပ်လိုက်မယ်เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ခုနပေးခဲ့တဲ့ playlist ကိုပဲပြန်ပေးလိုက်မယ်ဖုန်တန်ရှင်ကြီးပေါ့ okay အဲ့ဒါဆိုရင်ပေးပြီးရင်တို့လည်းခုနလိုပဲပြီးကနေလောက်မှာပြလိုက်မယ်เนาะ okay ပြီးတော့7မိနစ်လောက်ပဲဗျအဲ့တော့7မိနစ်ဖို့တော့ မမေ့နဲ့နော်စနေပါတိုင်းဒီပြူမှာဖြစ်ပါတယ်ဒါဆိုအမှန်ချင်းတစ်ခုပြီးသွားပြီအပေါ်တော့ကျွန်တော်တို့ဒီ subscribe တို့ subit ထပ်ထည့်လို့ရသေးတယ်ကျွန်တော်ပေါ်တော့ထပ်ထည့်လို့ပေါ့ဗျာနော် okay ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာ next နဲ့လေးဆက်ပါတယ်အဲ့တော့နေနဲ့ဆက်သွားလိုက်မယ်ဒီစက်မနဲ့ဘာမှလုံးဆံမလို့ဒီကော်ပိုရိတ်တွေရှိမရှိစစ်ဆေးနေတယ်အဲ့တော့ဒီမှာလည်းကျွန်တော်နေဆက်သွားလိုက်မယ်โอเคဒါဆိုရင် ဒီနေရာရောက်လာပါပြီဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်တို့ကအရင်ဆုံးဒီနေရာလေးကိုကျွန်တော်တို့ရွေးပေးထားမှာဖြစ်ပါတယ် and list ဆိုတဲ့နေရာလေးကိုရွေးရွေးပေးထားမယ်ရွေးပေးပြီဆိုတော့ねကျွန်တော်တို့ကဒီမှာအဲဒါဆိုရင်ကျွန်တော်ကျွန်တော်ဗီဒီယိုကနည်းနည်းတိုးတယ်တိုးတော့ तू ကချက်ချင်း तू ကသူဗီဒီယို upload တင်လိုက်တာပြီးသွားတယ်ပေါ့နော် okay ပြီးသွားတယ်ဆိုလို့ရှိရင်အခုလိုပုံစံအခုလိုပုံစံမျိုးပေါ့နော်အခုလိုပုံစံမျိုးပေါ်လာလို့ရှိရင်ကျွန်တော်တို့ကဒါဆိုတင်လို့ရပါပြီ check completely not issue found လို့ပေါ်ရင်တင်လို့ရပါပြီစစ်ချက်လက်ချက်တင်လို့ရပြီအဲဒါဆိုကွန်ပျူတာလေးလည်းမရှိဘူးတခြား music အဲ့ဒါလည်းမရှိဘူးတခြားဖိုတိုတွေဗီဒီယိုတွေယူတုံးထားလာတယ်ကော်ပီရိုက်တွေအကုန်လွတ်တယ်ပေါ့နော်အကုန်အစင်ပြေတယ်ဆိုတဲ့ကြောင့်ပြပေးတာပါ Okay အဲ့လိုပြပြီးပြီးဆိုတာကြာမှာကျွန်တော်တို့အပေါ်မှာချိန်ထားတဲ့ unlit ကနေပြီးတော့ကျွန်တော်တို့ဒီ unlit လေးကိုကျွန်တော်တို့ပတ်ပတ်ပတ် private လေးပြန်ပြောင်းပြရမှာဖြစ်ပါရဲ့နော် Okay ဟော sorry ဒီမှာနော်ကျွန်တော်တို့ဒီပုံမှာရှိထားတဲ့ unlit လေးကို public လေးပြန်ပြောင်းပြရမှာဖြစ်ပါတယ် okay ဒီမှာเนาะကျွန်တော်အဲ public လေးကိုပြန်နှိပ်လိုက်ပါ public လေးပြန်နှိပ်လိုက်တာ ਨੇ အောက်ကြည့်လိုက်ပါဒီမှာလည်း public ပြန်ဖြစ်သွားပါပြီ okay ဒီမှာဒီမှာအောက်မှာလည်း public ဖြစ်သွားပြီเนาะ okay ဒါဆိုလို့ရှိရင်အများမြင်သွားပါပြီဒါဆိုရင်ကျွန်တော်တို့တွေတင်လို့ရပါပြီဗျအဲတခါကြလို့ရှိရင်ကျွန်တော်တို့ကဒီအဝိုင်းအကွင်းနဲ့ private တို့ဒီလိုမျိုး private တို့ကျွန်တော်တို့ဒီ unlist တို့စပြီးထားမိလို့ရှိရင်တော့ဘယ်သူမှမြင်မှာမဟုတ်ပါဘူး okay ဒါဘာဖြစ်ဖြစ်ဒီမှာတင်မိရတဲ့ wide store မှာသွားပြီးပြင်လို့ရပါတယ်เนาะ okay ဒါဆို public နဲ့ကျွန်တော်တင်လိုက်တော့မယ် okay public ဒါဆိုဘောက်လေးတစ်ခုကြလာပြီ။ Okay ဒါဆိုရင်တော့ပြီးတော့ပါပြီ။ဒီဟာလေးကို copy ယူပြီးတော့လည်းကျွန်တော်တို့တခြားလူတွေတွေပြင်ပြီး share လုပ်လို့ရတယ်။ဒါလေးကို copy ယူပြီးတော့တခြားနေရာတွေ Facebook တွေ Telegram တွေ TikTok တွေမှာတွားရောက်ပြီး share လို့ရပါတယ်ဗျ။ Okay ဒါဆိုရင်ဗီဒီယိုဒီနေ့အစဆုံးပြီးတော့ပါပြီဗျ။အားလုံး YouTube မှာဗီဒီယိုဒီနေ့ message များတင်တက်မယ်လို့ထင်ပါတယ်။ဆင်မပြေတဲ့အပိုင်းလေးလည်းရှိရင်ကျွန်တော်ကိုခွန်မမမေးခဲ့လို့ရပါတယ်ဗျ။အဲ့တော့ကျွန်တော်တို့ channel နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့ဒီနေ့မှာအမြင်နဲ့ မင်းတို့ဒီနံပါတ်လာပြနေမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် channel ကြီးကြီးလေးပါကျွန်တော် channel ဆိုလို့ရှိရင် computer strike တစ်ခါထိထားတယ်သူ1လို့ပြထားနော် copyright 3ခါထိလို့ရှိရင်ကျွန်တော်တို့ copyright strike 3ခါထိရင် channel ကပြတ်မှာပါဒါကြောင့်မလို့အဲ့ဒါလေး မထီအောင်လဲကိုပိုင် creation လေးလေးဖြစ်အောင်လို့ကျွန်တော်လုပ်စေချင်ပါတယ်ဗျ။နော်။ဒါဆိုလို့ရှင်အာကျွန်တော်လဲကိုပိုင် creation ပဲဒါပေမဲ့ကျွန်တော်ဟာဘလို့ထီတယ်ဆိုတော့ကျွန်တော်ဟာ wifi hotspot တွေသူအဲ့လိုမျိုး software တွေတခြား software တွေသုံးပြတာတွေကိုသူကသိသဘောမကြပါဘူး။ wifi hotspot တွေအဲတခြားကောက်ခိုးတာတွေအဲ့လို facebook honey ဘာဘာ honey ညာ honey တို့အဲ့လိုရှောက်တင်သူကမကြိုက်ပါဘူး။အားကြောင့်မို့သူ strike ထီတယ်ပေါ့နော်။ Okay အဲ့ဒါဆိုလို့ရှင် ကျွန်တော်ဒါဆိုရင်ပြီးသွားပါပြီ။ Okay ဒါဆိုမင်းစော်လုံးမတင်တက်ပြီးထင်ပါလေဗျ။အဆင်ပြေတဲ့ပိုင်းရှိရင်လည်းချိန်မွေးမေးကလို့ရပါလေဗျ။ကျွန်တော်မြန်မြန်ပြန်လည်းမြောက်ပြန်မှဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေကြပါသေးဗျာ။